တန်မှုကြီးရဲ့ Samsung ဖုန်းတွေရဲ့ Touch SE အဓိကပျက်စီးရတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိတယ်။အဲအဲဒီထဲကမှအဖြစ်များဆုံးတွေကကျွန်တော်တို့သတိမမှုပဲနဲ့ဒီဖိမိွာလာအဲအိယာတဲမှာကိုယ့်ရဲ့ခေါင်းအောက်ကိုထားရင်မိတာအဲဒါမှမဟုတ်ရင်လက်ဆွဲအိတ်တဲကိုထဲမိပြီးတော့သတိမမှုပဲဖိမိွာတာနောက်တစ်ခုကကျွန်တော်တို့ဒီပြုတ်ကြတော့တာစားရပြဿနာတွေက တက်ရှယ်စီတီကိုလုံးဝကြီးကြီးမားမား damage ပေးနိုင်တဲ့ပြဿနာတွေပဲဖြစ်ပါတယ်ဆိုတော့တက်ရှယ်စီတွေရထိပါတယ်ဆိုရင်လည်းအဲကျွန်တော်တို့ဆိုင်မှာဆိုရင် အပြင် market ထက်ကိုဈေးနှုန်းကတအားကိုတက်တက်တတနဲ့ original quality မှန်တွေကိုရရှိနိုင်မှာပဲဖြစ်ပါတယ်ဆိုတော့ဒီလုံးလေးဆိုရင်မူလကတော့ကျွန်တော်တို့ရောက်ရှိကျွန်တော်စီကိုရောက်ရှိတဲ့အချိန်ကလုံးဝ dash ကအလုံးမလုပ်ဘူးကျွန်တော်ရှိမှာမှန်လဲပြီးွားတဲ့အခါမှာကတော့လုံးဝ dash က so smooth ချောချောမွေ့မွေ့နဲ့ကိုအသုံးပြုနေနိုင်တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတူးတင်ပါတယ်ဆိုတော့မင်္ဂလာရှိတော့နေ့ရက်လေးကိုပိုင်ဆိုင်နေကြပါစေခင်ဗျာ